် PPTV ရဲ့တပတ်အတွင်းစစ်သတင်းအစီအစဉ်ကနေပြန်လည်ချိုးဆိုလိုက်ပါရစေ။ဒီတစ်ပတ်မှာတော့မြန်မာနိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းတွေကမှမေလ22ရက်နေ့ကနေမေလ28ရက်နေ့ထိရရှိထားတဲ့စစ်ရေးသတင်းချို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ပထမဆုံးတင်ဆက်ပေးချင်တာကတော့ကရင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့စစ်ရေးသတင်းအခြေအနေတွေကိုတင်ဆက်ပေးသွားမှာပါ။ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုင်နေပါတယ်။မတ်လဧပြီလနဲ့မေလ3လအတွင်းမှာထိုင်းမြန်မာနယ်စပ်အနီးကအကြမ်းဖက်စစ်ကောင်စီတပ်တွေတပ်ဆွဲထားတဲ့ပူလူတူစခန်း၊ခလေဒီစခန်း၊တာဟော့ပီခွေစခန်း၊မော်ဖားတူစခန်း၊တာလဲစခန်း၊မေလစခန်းနဲ့မော်ဖိုးကေစခန်းတွေကိုပူးပေါင်းတပ်တွေကဇက်တိုက်ဆိုးသလိုတိုက်ခိုက်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ မြောက်ရီမျိုးတောင်ပတ်မြောက်ရီဝေါ်လီလမ်းပေါ်မှာရှိတဲ့ဘလေတိုစခန်းကိုလည်း KNU တပ်မှ6ဦးဆောင်တဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေကမေလ23ရက်မိုးလေပိုင်းမှာတင်ပိုက်ရရှိခဲ့ပါတယ်။ဒါအပြင်ကရင်ပြည်နယ်မြောက်ရီမျိုးနယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မော်ခီစစ်ကောင်စီစခန်းကိုလည်း KNLA ဦးဆောင်တဲ့ဒေါ်လန်ဟေးပူးပေါင်းတပ်တွေကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလည်းဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်တခြားမှာနော်တရာမဲတဝေါ်မော်ရလီနော်ဒဆစ်ဆုပေါင်းစစ်ကောင်စီရဲ့တပ်စခန်း၄ခုဝန်းကျင်သာကြန့်ရှိတော့တယ်လို့လည်းသိရပါဗျ။မေလ၂၈ရက်နေ့မှာကင်ဘီနယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်တေဘောဘိုးစစ်တပ်စခန်းကိုစစ်ကူလာတဲ့အင်အားစု80ကျော်ပါအကြမ်းဖက်စစ်ကြောင်းကို DKBA ဌာနချုပ်စုံစည်းမြိုင်အနီးရောက်ရှိနေစဉ်မှာ KNL မဟာမိတ်ပူးပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်ကြောင်းတစ်ခုလုံးပြုတ်သွားပြီးတော့စစ်သားအများပြားတေဆုံးက30ကျော်အရှင်ဖမ်းဆီးရရှိခဲ့တယ်လို့လည်းသိရပါဗျ။ ကရင်ပြည်နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းတွေကို KNL ဥဆောင်တဲ့တော်လန်ရေးပူးပေါင်းတပ်တွေကဇက်တိုက်သိမ်းပိုက်နေတယ်လို့ပဲမိုးပြည်နယ်မှာလည်းမော်လမြိုင်တန်ပြူစရက်လမ်းမိုက်မှာရှိတဲ့အာမတာ38တပ်ရင်းကိုတော်လန်ရေးပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်သားတအုပ်သေဆုံးပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မွန်ပြည်သက်ပါတီစစ်အာဏာတိုက်ဖျက်ရေး NMSB AD ကသတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်ချင်းပြည်နယ်တွင်ဖြစ်ပွားခဲ့တဲ့စစ်ရေးသတင်းအခြေအနေကိုဆက်လက်တင်ဆက်ပေးသွားပါမယ်။ ချင်းပြည်နယ်အတွင်းကိုကလေးမျိုးနယ်ကတဆင့်ထိုးစစ်ဆင်လာတဲ့အင်အား900ချော်ပါစစ်ကြောင်းကိုချင်းတော်လန်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီးတီးတိမ်မျိုးနယ်စီရင်ဒေသမှာကုကံတိုက်ခိုက်လျက်ရှိရာမေလ21ရက်နေ့နနက်၈နာရီကစတင်ပြီးမေလ23ရက်နေ့အထိတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါဗျ။ဒီတိုက်ပွဲမှာ CDF, CDM, SIYN နဲ့ PDF ်ဆိုလန်နဲ့ PDF KKG တို့ပူးပေါင်းကခုခံတိုက်ခိုက်နေခြင်းဖြစ်ပြီးတော့တိုက်ပွဲတွင်စစ်ကောင်စီတပ်သားတွေထိခိုက်ဒေဆုံးမှုများပြားကစွန့်ခွာထွက်ပြေးကြသူတွေအများအပြားလည်းရှိနေတယ်လို့ဆိုပါရယ်ကချင်ပြည်နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့စစ်ရေးသတင်းအခြေအနေကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မှာလည်းအကြမ်းဖက်စစ်တပ်ရဲ့စစ်ရဟတ်ရင်နှစီကိုပစ်ချပြီးနောက်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ဟာဗမော်မျိုးသိန်းတိုက်ပွဲကိုပြန်လည်စတင်ခဲ့ပြီးစကခ အနီးမှာရှိတဲ့ဝင်းလိုက်ဟိုတယ်ဆက်စခန်းအပါဝင်ကာကင်းတွေကိုတင်ပိုက်ထားလိုက်ပြီးဖြစ်ပါတယ်။ဒေါ်လာရင်းပူပေါင်းမဟာမိတ်တပ်တွေက2024ခုနှစ်ဒီဇင်ဘာ4ရက်နေ့ကလေးကဗမော်မျိုးတိုင်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီး9လကျော်ကြာမြင့်ခဲ့ကတိုက်ပွဲတွေနေ့စဉ်ရက်ဆက်ပြင်းထန်လျက်ရှိနေတာဖြစ်ပါတယ်။ကရင်ပြည်နယ်မွန်ပြည်နယ်ချင်းပြည်နယ်နဲ့ကချင်ပြည်နယ်တို့မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ပဲတိုင်းဒေသကြီးတွေမှာလည်းတိုက်ပွဲတွေပြင်းထန်နေရရှိပါတယ်။ အခုတစ်ခါမှာတော့မန္တလေးတိုင်းအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းကာဝေးဝင်ကြီးဌာနမြင်းချံခရိုင်စစ်ဌာနရဲ့စီမံကုကဲမှုနဲ့မြင်းချံခရိုင်ကွန်မန်တို့မြင်းချံခရိုင်တပ်ရင်0234 608 930မြင်းချံခရိုင်ဒရုန်းတပ်ဖွဲ့မြင်းချံမြို့နယ်ပါကဖနထိုးမြို့နယ်ပါကဖ တောင်သာမြို့နယ်ပါကဖာနန်းစုံမြို့နယ်ပါကဖာကြောက်စဲခရိုင်ကွန်မန်ဒိုမိတိလာခရိုင်အမှတ်3တည်ရင်နေပြီးတော့အမှတ်၈တည်ရင်တံတားဦးမြို့နယ်ပါကဖာမိတိလာပါကဖာပူးပေါင်းတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့ခရိုင်အစ်စ်စစ်စင်ရေးတခုအနေနဲ့မေလ15ရက်နေ့ကစတင်ပြီးမြင်းချံမြို့နယ်စီမီကုံရဲစခန်းမြင်းချံမြို့နယ်ကြောက်ပြုတ်ရွာပြူစခန်းမြင်းချံမြို့နယ်တောင်ရှိခိတ်ထိုင်စခန်းမြင်းချံမြို့၁၈ရက်ကွက်နဲ့ခရိုင်ထွေအုပ်ယုံ နထိုးကြီးမြို့နယ်ဝက်လူရဲစခန်းနထိုးကြီးမြို့နယ်မြို့မစခန်းနထိုးကြီးမြို့နယ်ဇီရွာအနီးစစ်ကြောင်းတောင်သာမြို့နယ်ထနောင်းကုံပြူရွာစခန်းတောင်သာမြို့နယ်မြို့ဝင်ခိတ်တောင်သာမြို့နယ်ဂတ်စပိုက်လိုင်းအနီးကင်းစခန်းနန်းစုံမြို့နယ်မြို့ဝင်ခိတ်နဲ့နန်းစုံမြို့နယ်မြို့သာဗန်ဆောင်ကင်းစခန်းတို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါဗျာ ဒါအပြင်မန္တလေးတိုင်းတောင်သာမြို့ပေါ်မှာရှိတဲ့အကျန်းဖတ်စစ်တပ်အထိုင်ချကိစ္စကန်းနဲ့ဝန်ထမ်းအရာကိုတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တောင်သာပကဖမိတီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နေပြည်တော် PDF အမှတ်၈ရတဲ့တောင်သာစစ်စင်ရေးအဖွဲ့တို့ပူးပေါင်းပြီးတော့ဝန်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးနန်း CDN ဝန်ထမ်း၁၁ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့လက်နက်ခဲယမ်းများလည်းတင်ဆက်ရရှိခဲ့ပါတယ်။ စကိုင်းတိုင်းအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲအခြေအနေတွေကိုဆက်လက်တင်ဆက်ပေးပါဦးမယ်။စကိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာမခအတွင်းတို့တရခုံမမရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ မေလ25ရက်နေ့ည6:49မိနစ်အချိန်မှာမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်ကိုတရားခွန်မမရှော့တိုက်တုံး9လုံးပစ်ခတ်ခဲ့ရမှာ6လုံးကိုအောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပြီးတော့ရှော့တိုက်တုံးများထိရောက်ပောက်ကွဲမှုကြောင့်နာမခအတွင်မှာချက်ချင်းတံပြန်ပစ်ခတ်မှုများရှိခဲ့ကြောင်းနာမခအတွင်ထိခိုက်မှုများရရှိနေပြီးတော့အသေးစိတ်သိရှိနိုင်ရန်စုံစမ်းနေစေဖြစ်ကြောင်းကို Brave Warrior of Myanmar BWM ကသတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကို Brave Warrior for Myanmar BWM No More Dictatorship NMD နဲ့ Shadow မုံရွာအဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ပြီးဖြစ်ပြီးတော့နေမီကန်များဖြစ်သောရန်ကြီးအောင်အဖွဲ့ဘုဒ္ဓလင် Mobile Team အဖွဲ့နေမီကန်ပကဖရွှေတွီကန်မဟာမိတ်တရင် Justice Brother Fort အဖွဲ့တို့ကလည်းတက်နိုင်တဲ့အခမ်းကဏ္ဍများကနေပြီးတော့ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့တယ်လို့လည်းဆိုပါတယ်မခွေးတိုင်းအတွင်းဖြစ်ပွားခဲ့တဲ့စစ်ရေးအခြေအနေကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းဇလင်းမြို့နယ်မှာပြည်သူ6ဦးကိုတပ်ဖြတ်ပြီးတော့ပြည်သူနေရင်300နီးပါးကိုမိရှုဖျက်ဆီးခဲ့တဲ့အချမ်းဖတ်စစ်တပ်စစ်ကြောင်းကိုလိုင်းနံချေမုံတိုက်ခိုက်ခဲ့ရာစစ်သား30ကျော်တေဆုံးခဲ့တယ်လို့မင်းဘူးခရိုင်အမှန်သာတရင်ကနေသိရပါဗျ။အိုးအလိုလိုနေရမှာအခုနောက်ဆုံးဘကိုးတိုင်းအတွင်းကတိုက်ပွဲသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ရန်ကုန်မြို့နယ်မိုင်90ကျော်အကွာရန်ကုန်မန္တလေးအမြန်လန်းဘကိုးမြို့ ဘောနက်ကြီးတဝိုက်မှာရှိတဲ့စစ်တပ်ဂိတ်စခန်းနေနဲ့စစ်ကြောင်းတွေကိုတော်လိုင်းတပ်ဖွဲ့တွေကမေလ18ရက်နေ့မှာတိုက်ခိုက်ခဲ့ရာစစ်သား6ဦးသေဆုံးပြီးတော့လက်နက်16လက်30ရရှိကြောင်းဗဟိုးခရိုင်တပ်ရင်းအမှတ်3031တပ်ခွဲရွှေချောင်းတပ်ခွဲတွေကနေသိရပါဗျာ။ မေလ25ရက်နေ့နနက်6:00နာရီခန့်မှာအုပ်ဖို့မြို့နယ်အပိုင်းပကိုးရိုးမှအဆက်ထမ်းပင်ကုန်းကြီးရွာဘူယုံစုခိတ်စခန်းတွေကိုအင်အား30ကျော်ဖြင့်အထိုင်ချတက်ဆွဲထားတဲ့အကျန်းဖက်စစ်ကောင်စီတပ်သားတွေကိုတာယာဝတီခရိုင်တက်ရင်383ညနေတက်ခွဲ၄မြေရောက်ပျောက်ကြားတက်ဖွဲ့ကတော်လိုင်းရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအကျန်းဖက်စစ်သား၈ယောက်တိတ်ဆုံးကစခန်းကစွတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျ။ ဒါကတော့သတင်းမီဒီယာတွေနဲ့မြေပြင်သတင်းရင်းမြစ်တွေကတဆင့်ရရှိတဲ့တပတ်အတွင်းစစ်သတင်းတွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။သတင်းရရှိမှုခက်ခဲတွေကြောင့်မြေပြင်မှာဒီထက်ပိုမိုတဲ့စစ်ရေးထိတွေ့တိုက်ပွဲတွေလည်းရှိနေနိုင်ပါတယ်။နောက်ပတ်ဒီမှာလည်းတပတ်အတွင်းရရှိတဲ့စစ်ရေးသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့ PPTV ရဲ့ YouTube Channel youtube.com pptv မြန်မာနဲ့ Facebook page facebook.com pptv မြန်မာတို့မှာစောင့်မျှော်ချိတ်ဆက်ပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ကျွန်တော်ကတော့ခွန်အောင်ပါ။